မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကို တင်ဆက်ပေးနေတာကြောင့်စောင်းမျှော်အပ်ပြီးနောက်ထပ်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာ ARD စီရေးလဲညိမ့်သွားပါပြီเนาะညိမ့်နေပြီဘယ်ချက်ပြန်စုမလဲတော့မသိဘူးသူတို့ဘာပြောဟာလဲကျွန်တော်မသိဘူးလက်ရှိ ဖြစ်ရှိဖြစ်ရှိတရားကိုကျွန်တော်ပြောကြစို့เนาะ ARD ခင်ဗျာကွင်းကောက်ကလည်းစစ်ဆောင်နေရှိတယ်အင်ကပူလည်းစိုးရင်ခဲ့တာတွေရှိတယ်เนาะ ပြီးရင်ငတိုင်းကြောင်းလဲစိုးရင်ခဲ့တာရှိတယ်အဲနောက်ထပ်မြန်အောင်လဲစိုးရင်ခဲ့တာ CA အပြည့်စစ်လန့်နေတာတွေရှိတယ်အဲနောက်ထပ်ဒီရေကြီးနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလာကုန်းပြေနော်ဒါတွေလဲ CA အပြည့်စိုးရင်ထိမ့်လန့်နေခဲ့တာရှိပြီမဲ့အဲကျွန်တော်တို့ဒီနေ့လက်ရှိသိချင်ပါပဲနော်ဟို ARV နဲ့ပတ်သက်ပြီးတော့ ARV သားတွေတော့လကောင်းမြန်မာနိုင်ငံကိုငင်းညမ်းစေခြင်းသူတွေတော့လကောင်းအားလုံးလည်းသိကြမှာပြောပါမယ်အခုချိန်မှာစီရေးအပြင်ငြိမ်နေပါပြီလို့ပြောချင်ပါတယ် အင်းအားသူတရားကြောက်ကြပြီတရားနေသာထိုင်သာရှိသွားပုံရပါတယ်အဲ့တော့ကြောက်ပြူလည်းငြိမ့်တယ်စစ်တွေလည်းငြိမ့်တယ် ARV တိုင်းလည်းငြိမ့်ပါတယ်အဲဘကိုးတိုင်းလည်းကျွန်တော်တို့ဘကိုးတိုင်းသူတို့ဖောက်ထွက်မှုစူးစမ်းနေနေရာလည်းငြိမ့်ပါတယ်အဲပြီးရင်တော့တကယ်နည်းနည်းလှုပ်လှုပ်ရှားရှားရှိတဲ့နေရာကတော့ဒီအမ်ဘရန်လမ်းပေါ့အမ်ဘရန်လမ်းမှာရှိတဲ့နေရီကန်စခန်းမှာတော့ကျွန်တော်ကြည့်ရတာတော့လေနည်းနည်းလေးစီးအဖြစ်လှုပ်ရှားမှု ရှိတယ်လို့ပြောလို့ရပါမယ်လေအေးအေးအနေနဲ့ပေါ့ ဒီစခန်းကြီးကိုတိုက်ဖို့ဆိုတော့မလွယ်လောက်ပါဘူးတက်ကလည်းသူတို့နေနေရှင်းလင်းမှုတွေเนาะဟိုဘာမှမဆိုတော့မျိုးမျိုးဆောင်ရွက်နေရရှိရတဲ့အကြောင်းမလို့တော့စီးရီးအဖြစ်ကျွန်တော်ဆက်လက်ပြီးလေ့လာပါမယ်ဒီအချိန်လေးပေါ်မှာအဲ့တော့ဒီတစ်ချုံလုံးဒီကျွန်တော်တို့ရခိုင်စီးရီးပေါ့ ARV စီးရီးကိုလေ့လာတဲ့အခါမှာတော့အကျွန်တော်ဒီတစ်ခွင်လုံးကိုကြည့်ရမှာပါဘယ်နေရာမှာဘလို့ခုံတယ်ဘယ်နေရာမှာဘလို့ခုံလဲဘယ်နေရာမှာဘလို့ထကြွတယ်ဘယ်နေရာမှာဘလို့ညာတာပြီးတယ်ဘယ်နေရာမှာတိုက်တယ်ဆိုတော့သိရမှာဖြစ်တဲ့အကြောင်းမလို့ဒီစီးရီးက ခုချိန်မှာတော့နှစ်ဖက်စုံညီနေတယ်ဘာဖြူဟာလည်းတော့မသိဘူးတက်ကလည်းဖြူဟာကောင်းသလားတော့မမင်းနဲ့နော်တပုံကရွာတွေမှာပြန်ပြီးတော့စားဝင်နေအေးစင်းနားနေကြတာတက်ကလည်းအေးဘယ်ချိန်ပြန်လာမလဲမင်းတို့လာကောမင်းတို့လာငေါ့ချောင်းဘာလုပ်နေတာလဲဘာလုပ်နေတာလဲအားကျွန်တော်မေးရမှာပေါ့ဗျာနော်အဲ့တော့ဒါအခုလက်ရှိဒီစီရေးချင်းနေလေအဲရင်းအေးလိုက်ပါအောင်လက်ရှိဗနေရဘက်ဖြူပေါ့ဗျာနော်နောက်ဘယ်နဲ့ပြန်ဆူလာမလဲမသိဘူးအခုချိန်မှာတော့ရင်းဘက်ပေါ်လက်ကလေးတင်ပြီးတော့အေးစေးပါပဲလားပနေရဘက်ဖြူပေါ့ဗျာနော် ကဲထားအဲ့တော့ကျွန်တော်တို့နောက်ထပ်အဲကချင်ပြည်နယ်စီရေးကိုသွားရအောင်နော်ကချင်ပြည်နယ်စီရေးဆိုလို့ရှိရင်တော့အရလက်အဖြစ်ကောင်းတာရှိတယ်နော်အင်းတော်ကြီးပေါ့အင်းတော်ကြီးကချင်ပြည်နယ်မှာအင်းတော်ကြီးဆိုတာရှိတယ်အင်းတော်ကြီးအိုင်နာကနော်မြန်မာနိုင်ငံအိုင်ကြီးတွေတခုပါမှာဒီအိုင်ကြီးတခုပါမှာလေအင်းတော်ကြီးမှာ KIA စခန်းကိုကျွန်တော်21ရက်နေ့မှာနော်သူတို့ထမင်းစားချိန်တက်ကလည်းသိတယ်ဗျာထမင်းပယ်စင်ချဘယ်ချိန်ပေါ့ဘယ်ချိန်စားလဲဆိုတာသိတယ်အဲ့တော့ မနက်7:00နာရီလောက်မှာလေးရင်နဲ့ကျဲသွားတယ်ကျဲတဲ့ခါမှာထမင်းစားခြင်းကွက်တီထိပြီးတော့ AA ရော PDF ပေါ်တော်တော်လေးအထိနာသွားတယ်လို့ကျွန်တော်ကြားသိရတယ်အဲ့တော့အကြဆုံးများနိုင်ပါတယ်အဲ့ဒါဒီသတင်းလေးတွေကျွန်တော်အဲသိရှိရတယ်အဲ့တော့အင်းတော်ကြီးပြီးတော့ကျွန်တော်တက်တနိုင်းအဲတနိုင်းအချိန်လေးကိုကျွန်တော်အဲကြားသိထားတော့ရှိလာပြီသိလားတနိုင်းကတက်တယ်တက်တယ်ကြားပါပြီနောက်ဆုတ်လိုက်ရပြီအဲ့တော့တနိုင်းဆိုတာအားလုံးသိတယ်ဗျာနော်ရွှေထွက်တယ် ပယင်းထွက်တယ်ပယင်းဆိုတာတကယ် special ထွက်တာတကယ်ဈေးကွက်ကောင်းတဲ့ပယင်းပယင်းတွင်းကြီးတွေပယင်းမော်ကြီးပေါ့ဗျာနော်အဲ့တော့အဲ့ဒီနေရာတွေမှာအခုဆိုရင်အရင်ကတက်နဲ့တက်ကိုလည်းအဲ့ဒီကပေးရတယ်အဲ့ဒီပယင်းတူးတဲ့တွေကတက်ကိုလည်းပေးရတယ်နော် KIA ကိုလည်းပေးရတယ်အဲ့တော့မျှစားပေါ့ဗျာနော်ပတ်စံလည်းဘယ်လိုမှမဆိုတော့တရားမဝင်ပေါ့ဗျာအခွန်လို့ပေါ့နိုင်ငံတော်ကတရားမှမရပါဘူး တက်ကရတဲ့ဟာတော့နိုင်ငံတော်ရမရတော့ကျွန်တော်မသိဘူးပေါ့ဗျာနော်တေချာတို့ကတော့ KIA ကတော့အဲ့ဒီကနေအခွန်ရအနေတာမဟုတ်ဘူးနော်ရွှေတွင်းနေရနေရွှေမော်တွေကနေအခွန်ရအနေတာမဟုတ်ဘူးတက်ကတော့ဒေသခံတက်ကရလာလားဒါမှမဟုတ်စစ်တပ်ကြီးတစ်ခုလုံးကရလာလားကျွန်တော်မသိဘူးအဲ့ဒီမှာရှိနေတဲ့ twin two မဲ့သူတွေကပရင်တူးမဲ့သူတွေကပရင်မော်သမားတွေကနှစ်ဖက်စလုံးကိုပေးရတယ်လို့ကြားသိရတယ်။သူကဆိုလဲအခုအဲ့ဒီမှာကိုတက်မှမရှိတော့လေဟိုကပေးပါတော့မလားနော်။အဲ့ဒီမှာရှိတဲ့တက်ကိုလည်းအဲ KIA နဲ့ PDF အပူပေါင်းဖွဲ့တွေကဝင်သိမ်းသွားခဲ့ပါပြီနော်ဝင်သိမ်းသွားတဲ့အတွက်ကြောင့်အဲ့မှာလုံးဝတက်မရှိတော့ဘူးမရှိတဲ့အခါမှာအခု KIA ကလုံးဝမင်းမှုန်နေပါပြီမင်းမှုလဲဆိုတာအဲ့မှာလုံးဝသူတို့ပဲပေးရသူတို့ပဲအခွန်ဆက်အခွန်ဆက်သားရမယ်အဲ့ဒီမှာလမ်းအောင်ဖောက်ထားပြီးနှစ်လမ်းသွားလေးပါလေရှိနေပြီတဲ့ဗျာနော်အဲ့တော့နှလန်းသွားလေးရှိနေတဲ့ပြင်ကို KIA အရာရှိကြီးတွေပေါ့နော်အရာရှိတွေကလည်းသူတို့အတွက် KTB ယုံဘာယုံညာယုံနေနဲ့ဧကခံရသေးတာနော်အဲ့တော့ ဒီနေရာမှာအစိုးရရဲ့ဝင်ငွေတက်ရဲ့ဝင်ငွေအများကြီးဆုံးရှုံးသွားပြီတကယ် special ဒီပရင်ထွက်တဲ့နေရာရွှေထွက်တဲ့နေရာဟာတက်ရဲ့နာမမှုမရှိတော့ဘူး KIA နာမချုပ်ကင်ထားပြီအဲ့တော့ဒီစခန်းကိုပြန်တိုက်ပေးဖို့ဆိုပြီးတော့ကျွန်တော်ကြားသိလာရတာပါလဲဆိုတော့လေဝါရဇုတ်အဖွဲ့ကသူတို့ကစားတော့မသိဘူးလေတလားကျုပ်တို့ရအောင်ပြန်တိုက်မယ်တဲ့မလို့လေတဲ့သူတို့အရှေ့ကတိုက်မယ်နာမရှိပူပေါင်းတိုက်မယ်ပေါ့ဗျာနော်အဲ့ဒါကိုလေဒီတနိုင်းတဆာကလုံးဝလက်မခံပါဘူးတဲ့ဗျာအဲ့လိုမျိုးကြားသိနေရတာအဲ့တော့ ဘယ်သူကဘသူကိုဘာတွေလုတ်ပြီးတော့ဘာကြောင့်မတိုက်ချင်ကြရလဲဒါမှမစီရေးဘူဟာကြီးလားဗောဗျာနော်ဒါတော့တော်တော်လေးတော့သူလောသူလောမေးခွန်းနေရရှိမှာပဲလေနော်မေးခွန်းနိုင်ရတော့မေးပိုင်ခွင့်ရှိတယ်ဗောနော်အဲ့တော့ဘလို့လဲဒါကချင်ပြည်နယ်အစီအစဉ်အချိန်တွေကိုကျွန်တော်တို့ဒါအခုလက်ရှိသုံးသပ်မှာဆိုရင်အဲကချင်ပြည်နယ်မှာတော်တော်များများစစ်တပ်တွေနော်နည်းနည်းပပဒီတိုင်းဆိုနောက်ဆုတ်ထားရတာတွေရှိတယ်အဲ့တချို့နေရာမှာဟို stand off ပုံစံပုံစံမျိုးဖြစ်နေဥပမာဘမော်ဘမော်ကြောင်းလေးစရမယ်ဆိုတော့ဘမော်ကတော့ အဲလက်နက်နဲ့လက်နက်ကြီးနဲ့အဝေးကနေလှမ်းပစ်နေရတယ်ရှိရရန်သမန်သပစ်ကြတော့ဗျာနော်အဲ KIA ကလည်းလှမ်းပစ်တယ်တက်ကလည်းဘာပဲဖြစ်ဖြစ်တော့သူ့လာပြန်ပြေးတော့ပြန်ပစ်မှာပဲအဲပြန်ပစ်တော့တက်ဘက်ကနည်းနည်းလေးပေါ့ဟိုရန်သမန်သပစ်လိုက်တဲ့နေရာကိုသူတို့နည်းနည်းပါလာကြတာရောရှိမှာပဲရှိတဲ့ရှိတယ်ပေါ့နော်အေးအဲ့လိုမျိုးလေးတွေအဲဘဘုံအခြေအနေရောရှိပင်တော့ညာလည်းပဲအဲ KIA ကဘမော်ကိုကြက်ကြောက်ကြီးလို့ဖြစ်နေတာဘာကြောင့်လဲသွားစမ်းရင်ဘမော်ကတက်တယ်ရစိတ်တက်ကောင်းတယ် ခံချတယ်ဘာမှခရီးမဆိုင်ဘူးပေါ့ဗျာနော်ဟိုနောက်ဆုံးချင်းလည်းမရှိဘာလမ်းဖြူလိုက်လာမပြောနဲ့အဲ့ဒါသူတို့တမိုင်းရာဇဝင်မှမရှိဘူးစပုံစံမျိုးလေတည်တည်ကြည်ကြည်ခံချမိသားစုစိတ်တန်းနဲ့စိတ်တက်ကောင်းလာအဲ့တော့ KIA ကဘန်ပေါ်မှာရှိရတက်တက်တက်ကိုတိုက်မယ်ဟိဆိုရင်တခါတိုက်ဖို့ဆိုစဲချင်းလုံးစဉ်းစားရတယ်စဉ်းစားပြီးတော့မှသွားတိုက်တာအဲ့တော့အခုတော့မတိုက်သေးဘူးလက်နက်ကြီးရင်ပြည်နေရရှိတယ်သူပြစ်ကိုပြစ်ပါပဲဘန်ပေါ်အခြေအနေကတော့အဲ့လိုအခြေအနေမျိုးပဲရှိသေးတယ်ပေါ့ဗျာနော်အဲ့တော့ပါတော့လေဒါမျိုးအခြေအနေဟာ ဲတက်ဖက်ကစဉ်းစားမှဆိုမကောင်းဘူးဗျာဆိုလိုချင်တာကနေရာတစ်ခုထဲမှာဘလောက်ထိကြက်ကြဒါမျိုးကြီးထားမှလဲခင်ဗျားတို့ဘလို့ထားမှလဲဘာလုပ်မှလဲအဲဦးမင်းအောင်နိုင်ဦးမင်းကဘပေါ်နဲ့ပတ်သက်ရင်ဘာလုပ်မှလဲခင်ဗျားစက်တိုင်မှလားခင်ဗျားစီစစ်တီတွေအားလုံးကဒီလိုပဲဒီလိုပဲဟိုထားဗျာအခုကျွန်တော်တို့စကိုင်းတိုင်းအင်းတော်မြို့နယ်ဆိုလို့ရှိရင်ဒါဒီကချင်ပြည်နယ်ကိုမြေပြင်ကနေပြီးတော့ဒီစစ်ကြောင်းစစ်ကူပို့လို့ရတဲ့အချိန်မျိုးအခုဆိုရင်စစ်ကူပို့ဖို့အရင်အောင်ခက်ခဲသွားအင်းတော်ကြာသွားပြီ ဲ့တော့ဗမော်ရဲ့ CA ဒီ performance ဆိုတော့ CA button ဆိုတဲ့ဒီ performance အထုပ်ပိုးပေါ့ window ဝင်ပိုးကြီးရာဆိုလို့ရှိရင်မခုံးမမှာတော့ပိုကြီးလာတယ်အဲ့တော့ဘာလုပ်မလဲဘာလုပ်မလဲဆိုတော့ကမေးရမှာပေါ့ဗျာနော်ဟဲ့ဘာလုပ်ပါလဲဗမောဘာလုပ်ထားပါလဲဒီတိုင်းမဲ့သူတို့ကိုဒီသဘုံလာတိုက်လိုက်ဟဲ့လားပြန်တိုက်လိုက်နဲ့ဘလောက်ကြကြဘလို့ခေါ်မလဲဆိုတော့ကြကြတော့နေနိုင်တော့ဗျာဒါမဲ့ဘလို့ဘသူသွားနေပြောမလဲအဲ့တော့ဘာလုပ်ပါလဲ KIA နဲ့ပတ်သက်ပြီးတိုက်ပါလားတိုက်ရင် KIA ဌာနချုပ်ကိုလည်းဒီလိုမျိုးဖြစ်အောင်လုပ်ပေး အဲ့ကိုကိုလူကိုကြတော့ကိုကျိုးတုတ်ထားတယ်နော်ကျိုးတုတ်ပြီးနေရာထဲမှာထားတာဟိုကောင်ကလာဆန်းလာဆန်းလာဆန်းပုံစံဒါလုံခဲ့တဲ့ဥမာဖြစ်2021အချင်းခင်းချင်းเนี่ยဒီပုံစံပဲထားနေဒီလိုပဲဖြစ်လာတယ်အဲ့တော့ဟိုဘယ်လိုဟောမလဲဆိုတော့တော်တော်လေးအာကျွန်တော်တို့နားလေကခက်ခဲတဲ့ဖြူဟာမျိုးတွေဖြစ်တယ်ဘာဖြူဟာလဲဖရဲသီးဖြူဟာလားတောင်းပန်လို့ရှိရင်လဲ ဟိုတကယ်နပိုလီယံမျိုးလို့ပြောဟာမျိုးလားအမေရိကန်ပြောဟာလားဗီယက်နမ်ပြောဟာလားဘာပြောဟာမှန်းကိုနားမလဲတဲ့အခြေအနေမျိုးတွေအဲဖြစ်နေတယ်နော်အဲ့တော့အဲ့ဒါအခုကျွန်တော်ဒီစီရေးမှာ ARV တိုင်းအတွက်ကျွန်တော်တို့စီရေးသုံးသက်ချက်လေးတွေပြီးသွားပြီနော် ARV ပဲခူးတိုင်းရလက်ကောင်းလေးရလက်လေးကျွန်တော်ပြောပြပြီးသွားပြီနော်နောက်ထပ်စစ်တွေကြောက်ဖြူပါခဲ့ပြီစကိုင်းတိုင်းအဲနောက်ထပ်ကျွန်တော်တို့ဒီကချင်ပြည်နယ်ဗမာအခြေအနေကတော့ဒီကဲ့သို့ဒီချမ်းသာရှိတယ်ပေါ့ဗျာနော်ဟုတ်ပြီအဲ့တော့ အာကျွန်တော်တို့နောက်ထပ်ဘယ်လိုဒီပြောအခုချိန်မှာဗျာနော်မူးယစ်ဆေးတွေမြန်မာပြည်မှာပြန့်နှံ့နေတယ်အဲ့လေးသတိထားမှာဗျာသိလားအမူးယစ်ဆေးမိရင်ငွေကြေးနဲ့ရွေးပြီးထုတ်လို့ရတဲ့အတိုင်းတော့လုပ်လို့ရတဲ့အတိုင်းသာမျိုးတွေရှိနေတယ်အဲ့လေးတွေကြက်ကြက်အဲသတိထားမှာအခြေအနေတွေရှိတယ်ဗျာသိလားနေရာတိုင်းမှာပါပဲဟိုတနေ့ကအာကျွန်တော်တို့မအီပေါ့မအီမင်းလုံးလမ်းမှာမူးယစ်ဆေးဝါမိတယ်လေအဲ့ဒီမိမိတဲ့အုပ်စုသူတမိတဲ့သူကနာမည်လည်းသိတယ် နော်ဟိုသူကဖမ်းလဲဖမ်းမိတယ်ဖမ်းမိတဲ့ဟာကို Nissan 3ရက်နေ့ Nissan 3ရက်နေ့ Nissan 3ရက်နေ့ဒီလူငင်းထဲမှာပြန်တော့လိုက်တယ်ဘယ်နေရာဘယ်နေရာဆိုတပတ်နှစ်ပတ်လောက်ပဲနေရတယ်ဘလို့တွေဘလို့တွေလုတ်သွားလဲတော့ကျွန်တော်တို့နားလေတော်တော်ခတ်ပါတယ်ကဲဟုတ်ပါပြီဒီနေ့အဓိကပြောချင်တဲ့ကိစ္စကတော့ AR ပြင်ငင်သွားပါပြီနော်ပြင်ငင်သွားပါပြီသူတို့ CA အဖြစ်နည်းနည်းလေးလာဆန်းလိုက်ဒီမှာသူတို့ရဲ့ view ဟာတော့တိုက်ဆန်းတော့ဗျာနော် တစ်ခုခုတော့ရမှာပဲဆိုတဲ့အတိပဲသူတို့ဆိုလိုချင်တာ ARU ရရင်လည်းအရှုံးမရှိဘူးเนาะနောက်တစ်ခုကညောင်ကျိုးကြပြီးတော့ဟလာကျွန်တော်တို့ဒီစင်လန်လေလံကြပြီးတော့ကပ္ပစာရရင်လည်းအရှုံးမရှိဘူးနော်မကွေးတိုင်းနဲ့ချိတ်ဆက်မိသွားရင်လည်းအရှုံးမရှိဘူးဆိုတော့ကြောက်ကြောက်ဖြူရရင်လည်းအဆုံးမရှိဘူးစစ်တူရရင်လည်းအရှုံးမရှိဘူးဆိုတော့ဒီစစ်ဒီဒေးဖွဲ့လုံးက coordinate attack လုပ်နေတဲ့အတွက်ကြောင့်မလို့အဲပြည်သူတွေအနေနဲ့လည်းသတိထားတင်တယ်နော်ဒါ ARU မှာဒါဆိုလို့ရှိရင်လာပြီးတော့စုအောင်လုပ်သွားတာပဲနော်စုအောင်လုပ်သွားတာပဲ ပွဲတော့ ARU တော်တော်လေးကိုရင်ခုန်သွားတာနော်ရင်ခုန်စရာကောင်းတဲ့ကြောက်ရွံ့စရာကောင်းတဲ့အခြေအနေမျိုးတွေဖြစ်သွားတာအဲ့တော့စစ်တပ်ကလည်းပြောချင်တယ်ဗျတပုံကိုရွာထဲမှာစားဝတ်နေပြည်စုံမထားပါနဲ့တပုံဆိုတာမျိုးဟာခက်ခဲတဲ့အလုပ်ဖြစ်ရမှာအခုကတပုံလုံးကပို့ပြီးအောင်ပြောဖို့ကောင်းနေသေးတယ်တပုံလုံးမှာစားဟေးတောက်ရေးလည်းအဆင်ပြေတယ်ရွာထဲမှာလည်းနေရတယ်အိမ်ထဲလည်းနေရတယ်ဟုတ်လားအဲ့တော့ခင်းဆက်ဆက်တပုံတွေကကျောပုတ်ကြီးစခန်းနဲ့နေရတာကျောပုတ်ကြီးစခန်းတော့ဒီလားကျောပုတ်ကြီးထဲမှာအင်ကြီးပါတယ် ဆောင်ပါတယ်ချင်းအောင်ပါတယ်တော်တိုက်စေးပါတယ်ဒီတိုင်းမဲ့နေရတာရောက်တဲ့နေရာမှာချင်းအောင်ထောင်ပြီးအိတ်ရတာအဲ့ဒါကိုကျိုးဝိစခန်းလို့ခေါ်တယ်အဲ့လိုနေရမယ်အစားအခုတပုံတွေကဟိုတယ်နဲ့နေတဲ့သူတွေတပုံနဲ့နော်အိမ်ကြီးအိမ်ကောင်းနဲ့နေတဲ့တပုံဟိုတော့ကတပုံတွေကိုထားလိုက်စမ်းပါလိုလိုနေရင်းနဲ့ငင်းငိုင်းစကားဝဲရောက်လာပါလိမ့်မယ်အခုကခင်ဗျားတို့ကတပုံကိုပြောင်းအောင်လုပ်နေတဲ့ဦးမင်းအောင်လန်ဖြစ်နေတယ်တပုံကိုပိုးမွေးတလုံးပွေးတာဟလားအဲ့လိုမျိုးဖြစ်အောင်မလုပ်ပါနဲ့လို့ပြောချင်တယ်ဒီတော့မှအဆုံးသတ်ပြရတယ်နော်မင်္ဂလာပါ